အင်္ဂါသားမီးများတွင်အခုရောက်ရှိနေတဲ့ဂျွန်လ 15ရက်နေ့ကနေစပြီးတော့ကျော်လာ21ရက်နေ့အထိတပတ်တာကံကြမ္မာအခြေအနေမှာကိုဟောပြောပေးမှာပါဒီစီဇန်လေးမှာကျွန်တော်ကအရင်ဆုံးဘေးရင်ကိန်းနဲ့ဟောပြောပေးမှာဖြစ်ပြီးတော့ပြီးတဲ့အခါမှာဒေရော့ကန်နဲ့ဒါကံကြမ္မာဖတ်ကြားပေးမှာပါကျွန်တော်ရဲ့မိတ်ဆွေများကဗီဒီယိုဖိုင်လေးကိုစတင်ကြည့်ရှုပြီးဆိုရင်ကိုပဲထုံးစံလိုက်ဘေးမှာရှိတဲ့အသေးလေးကိုနှိပ်ပြီးတော့ like လုပ်ပေးပါဦးနောက် follow မလုပ်ရသေးတဲ့သူများကလည်းပဲအပေါ်မှာရှိတဲ့အပေါင်းလေးကိုနှိပ်ပြီးတော့ follow လုပ်ခဲ့ပြီးလို့ရပါတယ်ခင်ဗျာအဲ့တော့ အင်္ဂါသားသမီးများရဲ့ဒီတပတ်တာခံကြမှာအခြေအနေကိုကျွန်တော်ကြည့်တဲ့အခါပထမဆုံးအားရဝမ်းသာမိတာကတော့ငွေနန်းလို့ခေါ်တဲ့တင်းနှလားကျိုးကတော်တော်ကြီးကိုအားကောင်းနေတယ်လို့တွေ့ရပါတယ်။ပုံမှန်အလုံးလုံးလို့ပုံမှန်စည်းဝါးရှာလို့ပုံမှန်ဝင်ဝင်လမ်းကြောင်းတွေတင်မကပဲကြီးကြီးမားမားအဝင်လမ်းကြောင်းတွေကိုတော့ မျောလင်းလို့ရနိုင်တဲ့အနေအထားမျိုးတွေကိုသာတွေ့ရပါတယ်။ထီပေါက်သလိုခြေပေါက်သလိုစုမဲတွေပေါက်သလိုကောက်ရသလိုကရောခံရသလိုမျိုးပေါ့နော်။ပြည်ကြီးတွေအစူလိုက်ပုံလိုက်ဝင်လာတတ်တယ်။ရှားလာတတ်ပါတယ်။ငွေကြီးကြီးပိုက်တဲ့ပတ်သက်ပြီးတော့တီးသာထင်ရှားသွားတဲ့အဆင်ပြေနိုင်တယ်။ငွေကြီးကိစ္စတွေပြောဝဆိုရမယ့်ကိစ္စတွေဖြည့်ရှင်းရမယ့်ကိစ္စတွေရှိခဲ့မယ်ဆိုရင်လည်းပဲကောင်းမွန်စွာနဲ့ပြောဆိုဖြည့်ရှင်းလို့ရနိုင်တဲ့အနေအထားမျိုးရှိတယ်လို့ တွေ့ရပါတယ်။နောက်ထပ်ဘာတွေထပ်ကောင်းသေးလဲဆိုဒီချိန်ကာလတည်းမှာခရီးကျူအားကောင်းနေပါတယ်။ဒါခရီးတွေထွက်မယ်ဟိသွားမယ်လာမယ်လှုပ်ရှားမယ်စတဲ့အခြေအနေတွေမှာအဆင်ပြေနိုင်တယ်လို့တွေ့ရပါတယ်။အဲ့တော့ခရီးနဲ့အကျိုးပြုပါတယ်လို့ပြောလို့ရတယ်။တပတ်တာကာလကိုရောက်ရှိနေခြင်းပဲဖြစ်ပါတယ်။နောက်တစ်ခုကစကားပြောဆိုရမယ့်ကိစ္စတွေမှာကိုယ့်ရဲ့ပြောစကားဆိုစကားတွေဟာထိရောက်မှုရှိတယ်အောင်မြင်မှုရှိတယ်စကားအောင်နိုင်တယ်လို့ ပြောလို့ရပါတယ်။နောက်ဒီချိန်ကာလတွေမှာရန်တွေအတိုက်အခိုက်တွေရှိနေတဲ့ဓာတ်တွေကိုအောင်မြင်သွားနဲ့ဖျက်ချော်နိုင်ပါလိမ့်မယ်။နောက်ဒီချိန်ကာလတွေမှာသတ္တုလုပ်ငန်းတွေပါရလုပ်ရင်သွားပြီးတော့အဆင်ပြေတတ်တယ်လို့တွေ့ရပါတယ်။နောက်တန်ဖိုးရှိတဲ့စက်ပစ္စည်းတွေဝင်လာနိုင်ခင်းရှိတယ်လို့တွေ့ရပါတယ်။အဲ့တော့အင်္ဂါသားမီးများရဲ့ကျမ်းမာရေးပိုင်းအတွက်မိခဲ့မယ်ဆိုလည်းပဲကျမ်းမာရေးအတွက်စိတ်ချရပါတယ် ကျမ်းမာတဲ့ကာလတစ်ခုပါနေထိုင်မကောင်းတဲ့သူတွေရှိရင်လည်းပဲမြင်မြန်ဆက်ဆံပြန်လဲပြီးတော့ကျမ်းမာလာနိုင်တယ်လို့တွေ့ရပါတယ်အဲ့တော့အကောင်းတွေရှိတယ်လို့အစိုးဘက်မှာဗာလေးတွေခယူဆိုင်ဖို့လိုလဲဆိုတော့တစ်ခါလေးမှာအလုတ်ခိုင်တဲ့ပတ်သက်ပြီးတော့စိတ်ညစ်ရတာတွေအဲအလုတ်မှာညှို့ညင်ခံရတာမျိုးတွေအဲအလုတ်နဲ့ပတ်သက်ပြီးတော့စိတ်မပျော်ရွှင်ရတာမျိုးလေးတွေဖြစ်နေတာပါတယ်အလုတ်လုတ်ခြင်းသိမ့်မရှိဘူးအလုတ်သွားခြင်းသိမ့်မရှိဘူးပေါ့နော်အလုတ်နဲ့ပတ်သက်ပြီးတော့노ချတက်ကြွမှုတွေယုံကြည်မှုတွေ ပြောက်ဆုံးနေတဲ့ညော်နေနေတဲ့ပုံစံမျိုးလေးတွေဖြစ်သွားတတ်ပါတယ်။ဒါမှအလုံးနဲ့ပတ်သက်နေနေအဲ့ဒါရှိတယ်။နောက်တနည်းကိုလေးကျော်ကအိုးအိမ်နေရာထိုင်ခင်းနဲ့ပတ်သက်ပြီးတော့ဟောတာဖြစ်တဲ့အတွက်နေရာထိုင်ခင်းကိစ္စနဲ့ပတ်သက်တဲ့သူတွေအဆင်မပြေတတ်သလိုအိမ်နဲ့လည်းသဟာစာတာမတည့်တာမျိုးတွေဖြစ်တတ်ပါတယ်။အိမ်မှာအဆင်မပြေတတ်ပါဘူး။အဲ့လိုမျိုးလေးတွေသွားတွေ့ရပါတယ်။နောက်ကြီးခဲ့တဲ့သူတွေရဲ့ညဉ့်ညင်မှုလေးတွေခံရတာမျိုးလေးတွေလည်းပဲဖြစ်တတ်တယ်လို့တွေ့ရပါတယ်။နောက်လူမှုပေါင်းနဲ့ဆက်ဆံရေးပိုင်း လူမှုပေါင်းစည်းဆက်ဆံရေးပိုင်းမှာအရင်းအီးဆုံးသူတွေအယုံသူကြည်ရသုံးသူတွေနဲ့တချို့နဲ့တောင်လမ်းခွဲရတာမျိုးတွေဖြစ်တတ်တယ်။တချို့သောသူတွေဟာရှေ့တင်တဲ့မျိုး၊ကြွယ်ရတဲ့မျိုးဆိုတဲ့ပုံစံမျိုးတွေဖြစ်တတ်ပါတယ်တဲ့နော်။နောက်ဒီချိန်ကာလတည်းမှာအမှုကိစ္စလိုဟာမျိုးပြဿနာလိုဟာမျိုးတွေနည်းနည်းကယူဆိုင်ပါ။ပြောရဆိုတာဖြည့်ရှင်းတဲ့ကိစ္စတွေဟာပိုပိုပြီးတော့ပြဿနာတည်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 ကြီး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 သွားတတ်တယ်ပိုပိုဆိုးသွားတတ်ပါတယ်။အဲဒီတစ်ချက်ကိုတွေ့ရပြန်တယ်နော်။နောက်မီးတို့တရက်စစ်တို့သုံးဆဲခိုင်တဲ့ဓာလေးတွေနည်းနည်းကယူဆိုင်ပါလို့ မှာကျင်ပါတယ်။နောက် DJ ကားလားဒီမှာပညာရေးဆိုရင်ဟောတဲ့ပညာရေးရတော့ပုံမှန်ပဲဗျ။ကောင်းတယ်လို့လည်းပြောလို့မရတယ်လို့ဆိုးတယ်လို့လည်းမဟုတ်တော့အကောင်းအဆိုးညီမျှနေတယ်လို့ပြောလို့ရပါတယ်။အောင်မြင်ခြင်းတဲ့သူတွေကလည်းနည်းနည်းပို့ပြီးတော့အားထုတ်ဖို့ပို့ပြီးတော့စ조사ဖို့တော့လိုအပ်ပါလိမ့်မယ်။ဘာသာရေးပိုင်းအဲ့တော့ဟိုမြောက်တိမြောက်အနေထားပါပဲ။အပေါ်လည်းမရောက်ရှေ့လည်းမရောက်အောက်လည်းမကြနောက်လည်းမရောက်ဆိုတဲ့ပုံစံမျိုး ဖြစ်တတ်ပါတယ်တဲ့ကြတာကတော့အရင်ဆုံးဘေးရင်ဂိမ်းနဲ့ဂျိုးတခုချင်းကိုကြည့်ပြီးတော့လိုအပ်တာလေးတွေကျွန်တော်ဟောပေးတာပါဆက်လက်ပြီးတော့တဲရော့ကန်လေးချုပ်ပြီးတော့တဲရော့ကန်နဲ့ကျွန်တော်ကကြမှာဖတ်ကြပေးပါပါထုံးစံတိုင်းကြားဖြတ်ကြော်ညာဝင်ကျင်တာကကျွန်တော်ရှိမှာတဦးချင်းတယောက်ချင်းဘီရင်မေးချင်းနဲ့မိတ်ဆွေများတို့အွန်လိုင်းတည်တံ့ ပြည်နေမေးလို့ရပါတယ် Viber သို့မဟုတ် Telegram ကနေဆက်သွယ်ပြီးတော့မေးမြန်းရပါတယ်ကျွန်တော်ရဲ့ဖုန်းနံပါတ်ကိုဒီ TikTok bio မှာတင်ထားတာရှိပါတယ်เนาะအဲ့ဒီကနေဆက်သွယ်ပြီးတော့မေးမြန်းပါအဲ့တော့ဗီဒီယိုမေးတဲ့အခါမှာကြိုတင်ပြီးတော့စာရင်းလေးပေးရပါတယ်ဘာကြောင့်လဲတအူးချင်းတယောက်ချင်းရဲ့ခင်ငန်းကိုတွက်ချက်ပြီးတော့လိုအပ်တဲ့ video host တန်းတွေကိုကျွန်တော်က ပို့ပေးပါတယ်ကိုရဲ့ဘဝတသက်တာနဲ့သက်ဆိုင်တဲ့အရေးကြီးတဲ့ကိုရဲ့စိတ်ညစ်စရိုက် ဆောင်းရန်ရှောင်းရန်နောက်ဖွားစားတာနဲ့ပတ်သက်တဲ့အဟောတွေပို့ပေးတယ်အခုရောက်နေတဲ့အသက်ပိုင်းခြားနဲ့ပတ်သက်တဲ့အဟောတွေပို့ပေးတယ်အခုရောက်နေတဲ့လပိုင်းခြားနဲ့ပတ်သက်တဲ့အဟောတွေပို့ပေးတယ်နောက်ဘယ်နှစ်ပဲကိပါဘလို့ရောက်ရှိနေပါတယ်ဘလို့ရှိနေပါတယ်ဆိုတာကိုသေချာနားလည်အောင်ရှင်းပြပေးတယ်နောက်ကိုသိကျင်တဲ့ကိုမေးကျင်တဲ့ကိစ္စတွေကိုလည်းပဲအခုလိုတဲတော့ကတည်းချူပြီးတော့ပြန်ပြီးဖြစ်ပြီးဟောပေးတယ်နောက်ဘလို့ရရတဲ့ဘလို့ဆောင်ရွက်တဲ့နေဆိုတာကိုအကြံဉာဏ်ပေးပါတယ်အဲ့ဒီ က်ကစရင်လေးတော့ကြိုပေးရပါတယ်เนาะညံပူသောကားက2000ကျွဲချက်ယူပါတယ်ခင်ဗျာကဲဒါကတော့ဘီဒီမေးမြန်းဖို့အတွက် online ကနေမေးလို့ရတယ်လို့ကြေညာလာပါနောက်လာစဉ်တရနေ့ကနေစပြီးတော့10ရက်နေ့ဒီကျွန်တော်ရာကုန်မှာဘီဒီဟောကန်ဂျုံကန်သဘောမျိုးပွင့်နေတာပါတယ်အချိန်ပိုင်းရက်ပိုင်းလေးပဲဖြစ်ပါတယ်เนาะ9လပိုင်းတရနေ့ကနေ10ရက်နေ့ဒီကျွန်တော်ရာကုန်မှာရှိပါမယ်အဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေတွေက အဲ့ဒီရက်ကြရင်ကျွန်တော်လည်းဘီဒင်လာမေးဖို့အတွက်ဆိုအခုကတည်းကကျွန်တော်ကိုကြိုတင်စည်းရင်ပြီးပြီးတော့ booking လုပ်ထားဖို့လိုပါတယ်ခင်ဗျာအဲ့တော့ဒါကတော့ရန်ကုန်ဘီဒင်ဟောကမ်းမှာဘီဒင်မေးဖို့အတွက်ပေါ့နော် ကြော်ညာခြင်းဖြစ်ပါတယ်နောက်အခုကကျွန်တော်နေမှာပါနေမှာဆိုတော့ကျွန်တော်မိဒိလာမှာရှိပါတယ်အဲ့တော့မိဒိလာမှာကျွန်တော်ဘေးတွေပြန်ဟောပါတယ်အရင်ကတော့ဘေးတွေဟောကန်းတာ3လလောက်ကြာပြီဟောတဲ့အခါမှာကျွန်တော်အချိန်ပိုင်းလေးနဲ့ပဲဟောပေးပါတယ်မနေ့10နာရီကနေ12နာရီအတွင်း2နာရီပဲကျွန်တော်ဧည့်တွေပါတယ်အဲ့တော့ကြိုပြီးတော့ကျွန်တော်ကိုဆက်သွယ်ပြီးစာရင်းပေးပြီးမှဘုတ်ကင်လုပ်ပြီးမှလာပြီးတော့ပေးပါလို့ပဲပဲမြစ်တာရက်ခံပါတယ်အဲ့တော့အပြစ်မှာဘေးတွေမေးတဲ့အခါမှာညံဘူးသွားကဘယ်လောက်လဲဆိုတော့တအူးကို2000ကျပ်အနည်းဆုံး2000ကျပ်ကနေစပြီးတော့ပို့အစ င်ပြနိုင်တယ်လို့ကြောလို့ရပါတယ်ခင်ဗျာကြတာကတော့ဗီဒီမင်းမြန်းကျင်တဲ့သူများအတွက်ကိုဂျာဖြတ်ကြောင်ကြပြီးရင်ပြောပြပြီးခြင်းပဲဖြစ်ပါတယ်အခုဒါအင်္ဂါသားမင်းများရဲ့ဒီတပတ်တာကံကြမ္မာအချင်းတွေအခွင့်အလမ်းလေးတွေကိုဒါတေရောကံနဲ့ကြည့်ချောပြောပြပါပါ ေရောကကနမိကထင်းထင်းရှားရှားကြီးပေါ့တီးတီးသာသာကြီးတိုးတက်အောင်မြင်မှုတွေကိုရလာတော့မယ်လို့တွေ့ရတဲ့နမိပေါ်မှာသူ့ရူးတွေဘွယ်ရူးတွေဂုံရူးတွေကြီးကြီးမားမားပေါ့နော်မျောလင်းထားတဲ့အရာတွေရဲ့အောင်မြင်မှု တိုးတက်မှုတွေကိုရလာနိုင်တယ်တဲ့အဲ့တော့တစ်ဖက်မှာဘလို့အစိုက်ဖက်လေးတွေရှိလဲတော့ဒီချိန်ကာလတွေမှာခေါင်းမှုစရာဆိတ်ရှုပ်စရာလေးတွေလည်းပဲပြန်ပြီးတော့ကြုံရတတ်ပါတယ်တဲ့ ဲ့တော့ဘာလုပ်ရမလဲဆိုတော့အောင်မြင်ဖို့စိတ်ချမ်းသာဖို့ပျော်ရွှင်ဖို့အတွက်ဆိုရင်ဒီကာလတွေမှာခလေးငယ်လေးတွေကိုမုံဘူးပေးတာတို့မုံဝဲကြွေးတာတို့ကစားစရာဝယ်ပေးတာတို့လုပ်ပေးပါ ကိုကြောင့်ခလေးလေးလေးပျော်သွားလေကိုရဲ့ကံဒီပိုကောင်းလာလိမ့်မယ်ဆိုတဲ့အချိန်ကာလပဲဖြစ်ပါတယ်ခလေးငယ်တွေဆိုမွေးကင်းစားအရွယ်ကစားပြီးတော့၄၅၆နှစ်အရွယ်အထိကိုဆိုလိုခြင်းပဲဖြစ်ပါတယ်နော်နောက်အိမ်မှာဖျားမှာအပွင့်ပါတဲ့ပန်းတွေကိုလှူပါအပွင့်ပါတဲ့ပန်းဆိုဥမာနှင်းစီပန်းတို့ကန္နမာပန်းတို့ကိုဆိုလိုတာပါအပွင့်မပါတဲ့ပန်းဆိုတာကကြတော့ကျွန်တော်တို့သပြေတို့ပါတို့ရွက်လာတို့ကိုဆိုလိုတာပေါ့နော်အပွင့်ပါတဲ့ပန်းတွေကို လှူပေးပါလို့เนาะဒါလေးလည်းအကြံဉာဏ်ပြုပေးပါတယ်။ကဲတော့အင်္ဂါသားမိများအတွက်လိုအပ်တာအားလုံးကိုတန်းတန်းတလောကျွန်တော်ပြည့်ပြည့်စုံစုံလေးဟောပေးခဲ့ပါတယ်။သဘောကျနှစ်သက်လိမ့်မယ်လို့လည်းယုံကြည်ပါတယ်။အောက်ဘက်မှာ comment လေးတွေရေးခဲ့ပါအောင် like share လေးတွေနဲ့လည်းပဲအားပေးခဲ့ပါအောင်ခင်ဗျာ။ကျေးဇူးတင်ပါတယ်။